ဗုဒ္ဓနေမွေးသူအလုံးမင်္ဂလာပါ2025ဇွန်22ကနေ30ရက်နေ့တော်တွင်မှာအပြိုင်ဆိုင်ကြားမှာတိုးတက်မယ်ကောင်းသောနာမည်ကြော်ကြားခြင်းနဲ့တည်လန်းပွင့်ခြင်းရှိမယ်ကြီးမားကြအောင်မြင်မယ်ငွေဖတ်မတည်ဘူးရှင်ပြန်မှုအောင်မြင်မယ်ပညာသင်တန်းကောင်းမယ်အလုံးကြီးမားချက်တိုးချဲ့၍ကောင်းသောကျိုးကျစုရရှိမယ်ဝေကျေးပေးယူကိစ္စတွေမှာဖြစ်ပေါ်သော ပြဿနာဟောင်းတွေကိုဖြေရှင်းနိုင်နေမယ် ကာလရှိချာဆန်းကန်ထားတဲ့လူတွေကိုလုတ်ခဲ့ပြီးမှအလိုပြည့်စုံခြင်းဘုရားတိုးတက်ခြင်းနဲ့ကံမြမခြင်းတွေကိုတဆင်ပြီးတဆင်ရရှိနိုင်ပါတယ်။ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းသင်ပြပါတယ်။နှစ်ဆယ်နှစ်နေမှာအပြိုင်ဆိုင်အလုံးကိုကျော်ပြီးဘဝတိုးတက်မယ်။နှစ်ဆယ်သုံးရနေမှာရံပတိပက္ခိုင်နဲ့ထိတိုက်တွေ့မယ်။24ရက်နေ့စူပေါင်းလုပ်ငန်းကျိုးပေးမယ်မိကောင်းဆွေကောင်းထောက်ခုရမယ်25ရက်နေ့မှာရန်တိုက်ခံများတတ်တဲ့အရှိရဥတီသွားစရာနေရှိတတ်တဲ့ မနေ့ခုနှစ်ခွဲနဲ့ခုနှစ်တွင်သွားလာကြည့်ဆက်ရမယ်လူမျိုးခွဲအကျိုးပေးတယ်26ရက်နေ့ကတော့ရာရာစင်ပြေခြင်းခံကောင်းခြင်းလိုရာပြည့်စုံခြင်းရှိမယ်သို့တော့ညနေ3နိုင်နဲ့4နိုင်ခွဲတွင်အရှိတောင်ရကုန်တည်သွားစဉ်ကြည့်ဆက်ရမယ်29ရက်နေ့ကရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်အဲ့ဒီကခေါင်းစည်းခေါင်းဆိုရက်ကောင်းဖြစ်တယ်28ရက်နေ့မှာဆုံးဖြတ်ချက်မှန်မယ်အရာရာစင်ပြေမယ်29ရက်နေ့မှာ ပြဿနာနှစ်မျိုးဖြစ်ရှင်းနိုင်လိမ့်မယ်30ရည်နှစ်လက်ပွင့်ခြင်းကံပွင့်ခြင်းခေါင်းစည်းခေါင်းလျှော်ရက်ကောင်းနဲ့ဂျုံခြင်းစူပေါင်းလုပ်ငန်းကြိုးပေးခြင်းနဲ့ဘဝတိုးတက်ခြင်းတို့ကိုဂျုံတွေ့ရမှာဖြစ်ပါလေဒီကံလအတော်တွင်မှာတတင်းလာနေသောကြောင့်နေငါနေမွေးသူတွေကိုယ်တွေ့ကောင်းကြိုးပေးတယ်တဏှိကနေဗုဒ္ဓမွေးသူတွေကိုဒုက္ခပေးတတ်တယ် နှစ်လေးကိုကနန်းနေကြိုးပေးတယ်အဖြူရောင်ဆင်းရောင်မိခိုးရောင် တို့ကိုသုံးပြီးအလုံးရှိရကိစ္စများ ဆောင်ရွက်ပါကောင်းသောကံကြမ္မာများရစေရန်အတွက်တစိကောင်းအဟောင်းတစ်ခုကိုရှာဖွေပြီးတော့ပိုက်ဆိုင်ထဲထဲဆောင်လိုက်ပါ ထူးခြားစွာကောင်းလာပါမယ်ကျေးဇူးတင်ပါတယ်